ခမဗလာပေါ်စတာမှာ random မပါတော့ပြန်ဖြတ်ပေးခဲ့ရတဲ့ FIFA အားလုံးပဲမိင်္ဂလာပါများ The Full Time ဝယ်ဆယ်ကနေပြန်လည်ကြိုလိုက်ပါရင်လာမယ့်နောက်26ကမ္ဘာမှာကမ္ဘာလဝင်အောင်ရှင်မြဲဝင်ရထားတဲ့အသင်းတွေရဲ့တက်ဆိုင်ရာကစားသမားတို့စီကိုထည့်သွင်းပြီး Instagram မှာ FIFA ဘက်ကတင်လိုက်တဲ့ပေါ်တော်ကရယ်တိုပရိသတ်တွေကိုဒေါ်လာထွက်သွားစေခဲ့ပါရင် ဖိဘာဝကအကောက်ကနေပြမအောင်ဆုံးစတင်လိုက်တဲ့ပုံမှာခွဲချင်းအရရတို့မပါဝင်ခဲ့ပေပေါ်တူဂီကိုစားပြုကစားမှာပြင်ဘရူနိုဖာနန်တက်ကိုပုံထဲမှာထည့်သွင်းတုံးပြုခဲ့ပါတယ်။ဒါကြောင့်မယ်ရန်ဒိုပရိသတ်တွေကိုဒီတက်ပေါ်ကဒေါ်လာထွက်သွားစေခဲ့တာပါ။ချင်းချင်းဆိုလိုဝေဖန်မှုတွေမြင့်တက်သွားခဲ့ပြီးဖိဘာဝကအကောက်ကနေတင်တဲ့ပို့ဆောင်မှာလည်းဆဲဆူမှုတွေရောနှောင်ပြောင်မှုတွေပါရှိနေခဲ့ပါတယ်။ဖိဘိုင်လိုရကမဖြစ်သင့်ဘူးလို့ပြောအောင်ပါပါရန်ဒိုဟာ2016ကဘလာကိုနောက်ဆုံးချိန်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်လေးစားမှုထားသင့်ပါတယ်ဘရူနိုဖာနန်နဲ့ကိုမလေးစားလို့ပြောတာမဟုတ်ပါဘူးရန်ဒိုဆိုတာပေါ်တူဂီလိုအစ်စင်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တယ်လို့ပေါ်တူဂီနိုင်ငံကိုကမ္ဘာပေါ်လုံးလောကရဲ့မြင်မာတဲ့နေရာတွေနေရာမှာနှစ်ပေါင်းများစွာတန်းတင်ပေးခဲ့သူပါ ဘယ်လိုလိုဘောလုံးလောကရဲ့ဂုံတယောက်ကကဘာပလာကိုအတလင်း၁၀ကျော်ရွယ်အထိဝင်ရောက်ရှိမြဲနေတာကလည်း FIFA အတွက်ဂုံစရာတစ်ခုပါပဲ။ခြေဝိုင်းဘက်ကကြည့်မယ်ဆိုရင် Reno ပိုင်လူကြီးများသလိုလက်မရောင်းချမှုအပိုင်းမှာလည်းပုံမှန်ထက်ပိုပြီးရောင်းချနိုင်မှာတေချာပါပဲ။အခုတော့ FIFA ရဲ့လုပ်ရက်က Reno ကိုမလေးစားခဲ့သလို Reno ရဲ့ပြည်သက်တွေရဲ့ဖိအားကိုလည်းပြန်ခံခဲ့ရပါတယ်။ဒါကြောင့်နိုင်ပိုင်းအထက်မှာပဲပုံကိုပြန်ဖြတ်ခဲ့ရပြီးကာတာ၂၀၂၀နှစ်ကဘာပလာဖွင့်ပွဲအဆင့်နဲ့ပတ်သက်ပြီးအမတ်တရအနေနဲ့ပုံအစ်ပြန်တင်ခဲ့ပါတယ်။အစ်ပြန်နေတဲ့ပုံမှာဆိုရင်လည်း Reno ကိုလောင်းပြောင်းသလိုလို Reno ပြည်သက်တွေကိုလောင်းပြောင်းသလိုလို ਨੇ FIFA ဘက်ကလုပ်ပြခဲ့ပါတယ်။ ပေါ်ထဲမှာရန်နိုရဲ့ဘေးမှာတစ်ချိန်ကဘော်ဒီကိုဖျောက်ချခဲ့တဲ့မော်ရိုကိုတိုင်းစစ်ဗိုလ် NSR ရဲ့ဂိုသိန်းဟန်ကိုထည့်သွင်းထားခဲ့တယ်လို့ကမ္ဘာ့လားကင်ပတ်ရဲ့ MSN ပုံကလည်းအကြီးမားဆုံးဖြစ်နေခဲ့ပါတယ်။ဒါ့အပြင်ဒီပေါ်မှာအာဂျင်တီးနာအသင်းကစားသမားလေးယောက်ထိပါဝင်နေခဲ့ပြီးတခြားတဲ့ကစားသမားတချို့ရဲ့ပုံဆိုတာပါယုံဖြစ်တာထည့်သွင်းထားခဲ့တာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။